ကိုယ့်ရဲ့မကောင်းတဲ့အမောင့်စိတ်ကိုဘလို့လျှော့ချကြမလဲမေဆီရိုအနေနဲ့စာလေးလာနေတဲ့အချိန်ဒါမှမဟုတ်အလို့တခုခုကိုအာယုံဆိုင်ပြီးလုံနေတဲ့အချိန်မျိုးမှာကောင်းတဲ့ကိုလိမ့်နေပတ်သက်တဲ့မဟုတ်မဟုတ်အတွေ့တွေဝင်လာဖူးကြမယ်ထင်ပါတယ်ဒီစိတ်ဟာပဝန်းရှင်ကြောင့်လဲပါတယ်လို့ကိုယ့်ရဲ့တည်ငြိမ်မှုမရှိတဲ့စိတ်အခြေအနေနဲ့လည်းအများကြီးသက်ဆိုင်နေပါတယ်ဆိုတော့ဒီစိတ်ကိုဘလို့မျိုးထိန်းချုပ်ကြမလဲလီလန်းလေးကတော့ရိုးရှင်းပါတယ်ဒါပေမဲ့ဒီတိုင်းပြောရင်နားချုပ်သွားမှာဆိုတာကြောင့်ဇလန်းလေးတပုတ်နဲ့ရှင်းပြပေးသွားပါမယ်ကဲအစင်းလေးဖြစ်တဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုစလိုက်ကြရအောင်ပါ တခါတော့ကစိမ့်လန်းဆိုပြီးတဲ့တောင်ပေါ်ရွာလေးတရွာမှာဟိုရှိလို့အမိရတဲ့ဖုန်းတော်ကြီးတပါရှိခဲ့ပူပါလေသူကတောင်ပေါ်ကကျောင်းသင်ကန်းမှာနေပြီးတော့ကိုကိုဘလို့သုံးသပ်နေထိုင်သင့်လဲဆိုတာနဲ့ကိုရဲ့အတွင်းစိတ်ကိုထိ ंछ ုပ်တဲ့နေစနစ်တွေကိုကြင်ကြံပွားများနေခဲ့တာပါဒီလိုနဲ့တနေ့မှာတော့ရွာလေးကကင်တူလို့အမိရတဲ့ကျောင်းသားလေးတယောက်ဟာဖုန်းတော်ကြီးစီကိုရောက်ရှိလာပြီးတော့သူကြုံနေရတဲ့အခက်အခဲတခုကိုပြောပြခဲ့ပါလေအဲ့ဒါကဘာလဲဆိုတော့ကင်တူဟာစာလေးလာသင်ယူနေတဲ့အချိန်မှာသူ့ရဲ့ကောင်းတဲ့ကိုလိမ့်နေပတ်သက်ပြီးတော့မကောင်းတဲ့အတွေ့အကြုံတွေမကြာခဏဝင်ရောက်လာတတ်တာကြောင့် စာကိုကောင်းစွာလေ့လာလို့မရဖြစ်နေခဲ့တဲ့ဗျ။ဒါကြောင့်ဦးစင်းဟိုရှိစီမှာဒီစိတ်တွေကိုဖြည့်ဖြောက်နိုင်မဲ့နီးလန်းကိုလာရောက်တောင်းရန်ခဲ့တာပဲဖြစ်ပါတယ်။ဂိုင်တိုရောက်လာတဲ့ချိန်မှာဖုန်းတော်ကြီးကလွေလွေစွာကြိုးစိုးပြီးတော့သူ့ရဲ့ကျောင်းသင်ကန်းဘုံကိုခေါ်ဆောင်သွားခဲ့ပါတယ်။အဲနောက်မှာတော့ဂိုင်တိုကသူကြုံတွေ့နေရတဲ့အခက်အခဲကိုပြောပြခဲ့ပြီးတော့ဖုန်းကြီးဟိုရှိကလည်းကောင်းတကျင်းကြီးနဲ့နားထောင်နေခဲ့ပါတယ်။အဲဒီနောက်မှာတော့ဖုန်းတော်ကြီးဟိုရှိကဂိုင်တိုကိုအေးချမ်းတဲ့မျက်နှာနဲ့ခဏကြောင်ကြည့်လိုက်ပြီးတော့ဒီလိုမျိုးမကောင်းတဲ့အတွေ့အကြုံဝင်လာတတ်တာကကဘာပေါ်ကလူသားတိုင်းမှာဖြစ်တတ်တာကြောင့် သူတယောက်တည်းမဟုတ်ကြောင်းပြောပြခဲ့ပါတယ်လူစရာတစ်ခါတလေမှရိုင်းဆိုင်ပြီးတော့အထင်းကုန်မဲ့ကတင်ငြိမ်မှုမရှိဖြစ်တတ်ပေမဲ့လေကျင်ပါများသွားရင်တော့စိတ်ကိုထိမ့်ချုပ်နိုင်တယ်ဆိုတာကိုလည်းပြောပြခဲ့ပါတယ်အရင်နောက်မှာတော့ဖုန်းတော်ကြီးဟိုရှိကလက်ဖက်ရည်တစ်ခွက်ငှဲ့ကဒီဇယ်လန်းလေးတစ်ပုဒ်ကိုပြောပြခဲ့ပါတော့တယ်တခါတုန်းကရဟန်းငယ်တစ်ပါးဟာကင်တူလိုပဲမကောင်းတဲ့စိတ်တွေခဏခဏဝင်တတ်တာကြောင့်သူရဲ့အကြီးကြီးဖုန်းကြီးစီကိုသွားပြီးတော့အကြမ်းကြမ်းတောင်းခဲ့ပါတယ် အဲ့ဒါနဲ့ဖုန်းတော်ကြီးကရဟန်းငယ်ကိုဖန်ရေခရရတစ်ခုပေးပြီးတော့မြေထဲကရေကိုတစက်မှမဖိပဲခတ်လာခိုင်းခဲ့တယ်ဗျ။ဒါပေမဲ့အဲ့ဒီရေခရရဲ့အောက်ရှင်မှာအပေါက်လေးတစ်ပေါက်ပါတာကိုတော့ရဟန်းငယ်ကမသိရှာပါဘူး။ဒီလိုနဲ့ရေတွေကိုခရရနဲ့အချင်းချင်းခတ်လာပြီးမဲ့လမ်းမှာအပေါက်ကနေထွက်ကြနေတာကြောင့်ရဟန်းလည်းအတော်ဒုက္ခရောက်ခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့ရဟန်းလည်းဖုန်းတော်ကြီးကိုခရရမှာအပေါက်ပါတာကြောင့်ရေကိုမဖိပဲခတ်လို့မရကြောင်းပြန်ပြောခဲ့တယ်ဗျ။အဲ့ဒီကမှာဖုန်းတော်ကြီးကရဟန်းကိုကုဏကရေခတ်ခိုင်းတော့က ခရီးမှာအပေါက်ရှိမရှိစစ်ဆေးခဲ့သေးသလားလို့မေးခဲ့ပါတယ်။ရဟန်းငယ်ကလည်းရေကိုခတ်ဖို့သာအာယုံဆိုင်နေတာကြောင့်အပေါက်ပါမပါကုန်မကြည့်မိကြောင်ပြောခဲ့ပါတယ်။အရိကဖုန်းတော်ကြီးကရေကရဟာစိတ်ကိုကိုးစားပြုပြီးတော့ရေကတော့အတွေ့အကြုံကိုကိုးစားပြုကြောင်းစိတ်ကိုအပေါက်တစ်ခုလိုလဲဟာထားပြီးတော့ကိုယ့်ရဲ့လုံးစရာရှိတာတွေကိုပဲအာယုံဆိုင်ထားတဲ့အခါမှာမကောင်းတဲ့အတွေ့အကြုံကအထဲမှာလောင်ပိတ်မနေတော့ပဲသူ့လိုလိုထွက်သွားမှာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ဒါကြောင့်ဖုန်းတော်ကြီးဟိုကြီးကဂိုင်းတို့ကိုစိတ်ကိုမိုးကြအောင်လောင်ပိတ်မထားပဲကိုယ့်ရဲ့သင်ခန်းစာတွေကိုပဲအာယုံဆိုင်မယ်ဆိုရင်တော့ မကောင်းတဲ့အတွေ့အကြုံမကြခင်ပြောက်သွားပါလိမ့်မယ်လို့သုံးမခဲ့ပါတော့လေဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်ကျွန်တော်တို့တရားဖြစ်တော့မယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်သွားပေးခဲ့လို့ရပါတယ်အားလုံးပဲပညာပြည့်စုံနှလုံးလာတဲ့ចောင်းသားလူငယ်များဖြစ်နိုင်ကြပါစေ။